နဝင်းတို့ရဲ့လေးစားမှုကင်းမဲ့ခဲ့တဲ့ခိုက်တံများဘရိတ်နမြောင်းမဲမိလာပါခင်ဗျ CC Ambassador Consul ကို Agent မှာကနေပြန်လဲကြိုးလိုက်ပါရင်ဘောလုံးလောကရဲ့ကနဝင်းတို့လို့ပြောရမယ်မန်စီနဲ့ရော်နယ်ဒိုဟာဘောလုံးလောကကိုဆယ်စုနှစ်တခုနီးပါးကြီးစိုးလာကြတဲ့သူတွေဖြစ်ပါရင်မန်စီနဲ့ရော်နယ်ဒိုဟာကစားမပွားတတဲ့တစ်ယောက်မှာလူအများလေးစားခြင်းခံခဲ့ရတဲ့အပြုမှုတွေပြုလုပ်ခဲ့တယ်လို့လေးစားမှုကင်းမဲ့ခဲ့တဲ့ခိုက်တံတွေလည်းရှိခဲ့ပူပါရင်ဒါကြောင့်ဒီနေ့မှာတော့ကနဝင်းတို့ရဲ့လေးစားမှုကင်းမဲ့ခဲ့တဲ့ခိုက်တံတစ်ယောက်ကိုပြောပြပေးချင်ပါရင်ပြန်မဲ့ကစားမကိုအရက်ပူတယ်လို့နှိမ်ပြောခဲ့တဲ့ရော်နယ်ဒို 2019မေလမှာကစားခဲ့တဲ့ဂျူမန်နဲ့ရိုမာရဲ့ပွဲအစဉ်မှာရန်ဒိုကရိုမာနောက်ခံလို့ဖလိုရန်စီရဲ့အရံပေါင်းကိုလောင်ပြောင်ခဲ့ပါတယ်။အဲဒီပွဲရဲ့ဒုတိယပိုင်းမှာရန်ဒိုနဲ့ရိုမာနောက်ခံလို့တွေချင်းများခဲ့ပြီးရိုမာနောက်ခံလို့တွေကရန်ဒိုကိုဟန်ဆောင်လှည့်ချတယ်လို့ဆိုဆွဲခဲ့ကြပါတယ်။ကိုယ်တိုင်ကဖျင်ဖျင်နေတဲ့အချိန်မှာရန်ဒိုနဲ့ဖလိုရန်စီတို့စကားများခဲ့ပြီးရန်ဒိုကနှကန်းကိုလက်ညှိုးနဲ့ကက်ကဖလိုရန်စီကိုတိတ်တိတ်လေးနေဖို့အမူအရနဲ့ပြသခဲ့ပါတယ်။ရုပ်သံနေပြခွက်တွေမှာရန်ဒိုကဖလိုရန်စီကိုလက်အမူအရနဲ့ပြပြီးတိတ်တိတ်ကလေးနေမင်းကငါနဲ့စကားရှင်ပြောဖို့အရက်ပို့လို့နေလို့ပြောဆိုခဲ့ပါတယ်။ ပွဲကိုဆက်လက်ရှင်မြန်ကစားရမှာရိုမာကဂျူဗင်နက်ကိုနှစ်ဂေါ်ကုန်မရှိနဲ့နိုင်ရရှိခဲ့ပြီးဖလိုရန်စီကတကောသွင်းယူပေးခဲ့ပါတယ်ဖလိုရန်စီကကိုသွင်းယူပေးတဲ့နောက်ရန်ဒိုနဲ့အနီးဆုံးနေရာကိုသွားကာနေရနာမှာလမ်းတစ်ချောင်းထောင်ပြီးတော့အောင်ဝဲခံခဲ့ပါတယ်အဆုံးသတ်မှာတော့ဖလိုရန်စီကသူ့ကိုတိတိလေးနေဖို့ပြောခဲ့တဲ့ရိုနယ်ဒိုကိုမင်းပါပြောချင်သေးလဲပြောဆန်းပါအောင်ဆိုတဲ့အမူအရာမျိုးနဲ့လမ်းစားချေနိုင်ခဲ့ပါတယ်ပြိုင်မဲ့ကစားသမားကိုတရွေးနဲ့ထွေးခဲ့တဲ့မက်ဆီ 2016ခုနှစ်မှာကက်တလန်ဒါဘီအဖြစ်ကစားခဲ့တဲ့ဘာစီလိုနာနဲ့အက်စပညာတို့ရဲ့ပွဲစဉ်မှာအက်စပညာနောက်ခံလို့အေဗာရိုဂွန်ဇာလက်ကမက်ဆီကိုဖျက်ထုတ်ခဲ့ပါရင်ဖျက်ထုတ်ခံရပြီးတဲ့နောက်မက်ဆီကရုပ်သံအနည်းပြားခွက်တွေမှာအေဗာရိုရှိတဲ့ဘက်ကိုတရေနဲ့ထွေးခဲ့တာကြောင့်နှစ်ဖက်ကစားမှရင်ချင်းများခဲ့ပါရင်ပွဲပြီးမှာအေဗာရိုက ကျွန်တော်မန်စီကိုမင်းကအရန်သေးလို့နဲ့တိတိလေးလို့ပြောလိုက်တယ်အဲဒီအချိန်မှာသူကကျွန်တော်ကိုကြည့်ပြီးမင်းရဲ့ဘောလုံးစွမ်းရည်ကတော်တော်ညံ့နေလို့ပြန်ပြောခဲ့တယ်အဲဒါနဲ့ကျွန်တော်လည်းမင်းပြောတာမှန်တယ်ငါပြောတာလည်းမှန်တယ်ဆိုပြီးတော့စကန်စားဖျက်လိုက်တယ်ဆိုပြီးတော့ပြောပါတယ်ဒီဖျက်ဘယ်သူမှန်တယ်လို့ထင်လဲဘယ်သူပဲဖြစ်ဖြစ်ပြန်မယ်ကစားသမားဘက်ရှိတဲ့ဘက်ကိုတရေနဲ့ထွေးခဲ့တဲ့မက်ဆီရဲ့လုပ်ရက်ကတော့လေးစားမှုကင်းမယ်လို့မာရင်တကယ်ချင်းဖြစ်လာမယ့်သူကို plain ကြီးဖျက်ခဲ့တဲ့ Ronaldo Ronaldo နဲ့ Marcelo တော့အခြေဆုံးတကယ်ချင်းတွေဖြစ်ပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့15နှစ်ဝင်းကျင်တော့ကသူတို့နှစ်ဦးဟာအကြီးအကျယ်ပြဿနာတက်ခဲ့မှုပါတယ် 2008ခုနှစ်မှာကစားခဲ့တဲ့ပေါ်တူဂီနဲ့ဘရာဇီးပွဲစဉ်မှာရန်ဒိုဟာဂိုးသွင်းရေးဖို့ကြိုးစားရင်နောက်ကလည်းရတယ်မှာဆယ်လုံးနဲ့ထိမိကလည်းကြားခဲ့ပါတယ်။သူ့ဟာသူလဲချသွားတာကိုရန်ဒိုကမာဆယ်လိုကြောင့်လဲချပါတယ်ဆိုပြီးတော့ပြဿနာရှာခဲ့ပါတယ်။ရန်ဒိုကမာဆယ်လိုရဲ့မျက်နှာကိုရိုက်လို့မတက်ပြဿနာရှာခဲ့တာဖြစ်ပါတယ်။ဒီနေ့အချိန်မှာတော့ရန်ဒိုကမန်ချက်စတာယူနိုက်တက်ကနေရီယယ်မက်ဒစ်ကိုစနေနေ့ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့သွားပါတယ်။ဘာဆယ်လိုနဲ့ပြန်တွေ့ချိန်မှာတော့နှစ်ယောက်စလုံးဟာအမုန်းနေခွာချပြီးတော့အခြေဆုံးသင်ယဉ်ခြင်းနဲ့ဖြစ်လာခဲ့ကြပါတယ်။ပြန်မဲ့ကစားသမားတွေကိုလည်းမင်းမြင့်ပြီးပြဿနာရှာခဲ့တဲ့မက်ဆီ မက်ဆီကအနေအေးဘီရှက်ကြောက်တက်တယ်ဆိုပေမဲ့စိတ်မထိန်နိုင်ရင်ပြန်ပဲကစားသမားကိုတော့မှလဲပင်းညှစ်ပြီးပြဿနာရှာတက်သူဖြစ်ပါရင်2005ခုနှစ်တုန်းကကစားခဲ့တဲ့ဘာစီလိုနာရဲ့ရိုမာရဲ့ပွဲစဉ်မှာရိုမာနောက်ခံလို့ MBY ရဲ့ဖျက်ထုတ်မှုကြောင့်မက်ဆီကလဲကျခဲ့ပါရင်ချက်ချင်းဆိုလို့မက်ဆီက MBY ကိုရန်တွေးတဲ့အချိန်မှာ MBY ကလည်းမက်ဆီနဲ့ခေါင်းချင်းဆိုင်ခဲ့ပါရင်အဲဒီအချိန်မှာမက်ဆီက MBY ရဲ့လဲပင်းကိုညှစ်ပြီးရန်လိုတဲ့အပြုအမူမျိုးပြုလုပ်ခဲ့ပါရင် ခွေးနေတိုင်းကနယူးဇီလန်ကိုဝါကက်ပြပြီးသတိပေးခဲ့ပါရင်အလားတူဖြစ်ရမျိုး2020ခုနှစ်ကကစားခဲ့တဲ့ဘာစီလိုနာနဲ့စီမီလာနဲ့ပွဲမှာလည်းဖြစ်ခဲ့ပူပါရင်မက်ဆီကသူ့ကိုအခြေစုံပြပြီးဖျက်ထုတ်ခဲ့တဲ့ဒီဟိုကာလော့စ်ရဲ့လဲဘေးကိုစောက်တွင်းပြီးရန်ရှာခဲ့တာဖြစ်ပါရင်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါမယ်နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်ချုပ်လိုက်ရပါတယ်ခင်ဗျာ